ုမရီမှာဒီနေ့အစပြီးတော့ဖွင့်လိုက်ပါပြီ။ဟောရ။အခုလိုမျိုးအားလုံးပဲစိတ်ရှိရှိနဲ့ဟုတ်။ဒီချိန်နဲ့ဆောင်ပေးကြရတဲ့ကျေးဇူးများကြီးတင်ပါတယ်။အဲ့တော့အထက်ကိုတူတူသွားကြည့်အောင်။ Let's go ။ ကဲဒါဆိုလို့ရှိရင်ယုံထဲတဲ့ကိုအတူတူဝင်ကြည့်ရအောင်ယုံခဲနဲ့မှာထိုင်းဝန်ထမ်းတွေရောမြန်မာဝန်ထမ်းတွေရောရှိရတဲ့ကြောင့်မလို့မြန်မာလိုပြောပြထိုင်းလိုပြောပြောရပါရဲ့ဒါတော့စီစီပါအဲထဲမှာအဲကွန်လည်းရှိရမလို့အေးပြီးတော့အားလုံးတက်တောက်တတာနဲ့ထိုင်ဆောင်လို့ရပါရဲ့ပြီးသွားလို့ရှိရင်ဒီမှာတော့အင်တာဗျူးဘုတ်သေးရှိပါရဲ့အပြင်အအတန်အောင်ကြားမှာမဟုတ်တဲ့အတွက်ကြောင့်မလို့စိတ်ကြိုက်ပြောလို့ရပါတယ်မင်္ဂလာပါကျွန်တော်တို့စင်ပြီးတန်ရဲ့ Facebook page မှာခဏခဏလာမေးကြတာတွေ့ရပါတယ်။အထက်ရမှာမဖွင့်သေးဘူးလား။ ချုံမူရီရောမလာဘူးလားချုံမူရီမှာစောင့်နေတာကြာပြီတို့တွေအတွက်သတင်းကောင်းလေးရှိပါတယ်အဲ့ဒါကတော့ကျွန်တော်စင်ပြီးတန်ကချုံမူရီခရံရဲ့အဆက်ချာကြတဲ့ဘဝင်းစေးအနီးမှာဆက်တင်ပြီးတော့ဖွင့်လှစ်လိုက်ပါပြီခင်ဗျာဂျုံဝဲရဲ့ဒီနေရာလေးကတော့ရောဘင်ဆင်နဲ့ဘဝင်းစေးရဲ့ဈာမတိရှိရပဲဖြစ်ပါတယ်ရောဘင်ဆင်ဘက်ကလာလို့ရှိရင်ရောဘင်ဆင်ရဲ့မျက်နှာချင်းဆိုင်တိတက်လမ်းကိုကားလမ်းကိုကူးလိုက်ပြီဆိုရင်98မြင်းဆောင်လေးဆိုတဲ့လမ်းကြားဆိုင်မှုလေးကိုတွေ့ပါလိမ့်မယ်။အဲ့ဒီလမ်းလေးကိုတိတက်ဝင်လာ ပထမဆုံးတွေ့တဲ့လမ်းမှာဆယ်ကိုချိုးလိုက်ပါ။ဒါဆိုရင်တော့ဆင်းပြီးတဲ့ဆိုင်ပုတ်ကိုလှမ်းပြီးတော့မြင်နေရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ချုံမူဒီမှာနေထိုင်ပြီးတော့အလွတ်လွတ်ကင်နေကြတဲ့မြန်မာလူမျိုးတွေအားလုံးကိုဆင်းပြီးတဲ့ချုံမူဒီရုံးခွဲကနေအားလုံးကိုကျေးဇူးလိုက်ပါတယ်ခင်ဗျာ။အဲ့ဒါကြောင့် Welcome to Simbi